အပြာအလံစကားစစ်ထူးဂျိန်းဝါနေတဲ့အမေရိကန်ပြည်တော်စုနှင့်တရုတ်နိုင်ငံသမရဒေါ်နယ်ထရန့်တာဝန်ယူပြီးနောက်ပိုင်းအမေရိကန်ပြည်တော်စုနှင့်တရုတ်နိုင်ငံတို့ရဲ့ဆက်ဆံရေးမှာစကားစစ်ထူးမှုများပုံမိုများလာပြီးအပြာလံချင်းချောက်ဂျိန်းဝါမှုများပေါ်ထွန်းလျက်ရှိနေပါတယ်တရုတ်နိုင်ငံမှာနှစ်ဆင်ကျင်းပတဲ့ တရုတ်ပြည်တွင်ညီလာခံကြီးများကျင်းပပြီးနောက်ပိုင်းမှာတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနနှင့်နိုင်ငံသားရေးဝန်ကြီးတို့ဟာတရားဝင်သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။အလားတူတရုတ်နိုင်ငံသားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်းအမေရိကန်ပြည်ထောင်စုနှင့်မြေသစ်စစ်ပွဲမဆိုတိုက်ပွဲဝင်ရန်အစဉ်သင့်ရှိကြောင်းထုတ်ပေါ်ပြောကြားခဲ့တဲ့အတွက်ကဝါတဝမ်းပြည်သူများအားသိခဲ့ရပါတယ်။ ရှေ့တောင်အရှနိုင်ငံများအနေနဲ့ဖိလစ်ပိုင်နိုင်ငံနဲ့တရုတ်ရေတပ်တို့ရဲ့ထိတ်တိုက်ရင်ဆိုင်မှုများဟာ မကြာခဏဆိုသလိုနဲ့အကြိမ်ကြီးပုံမှုများပြလာတာတွေ့ရှိရပါတယ်။တိုင်ဝမ်ရေတောင်တရုတ်ပင်လယ်အရေးမှသည်ဩစတြေးလျနိုင်ငံပပတ်လယ်ကိုစစ်ရေးရင်များဖြင့်ဖြတ်တန်းခုံမောင်းပြီးကြီးစစ်ကြီးမှန်များနဲ့စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းဟာလည်းတရုတ်နိုင်ငံရဲ့ ရန်လိုလာတဲ့လောက်ရများကိုပေါ်ညွှန်းနေပါတယ်ခေတ်မျက်မှောက်စစ်ဖက်ရေးရများမှာအသွင်မျိုးမျိုးနဲ့ပါဝင်နေတာဖြစ်ပါတယ်စစ်ပွဲများစစ်ရေးနဲ့တိုက်ရိုက်သက်ဆိုင်တဲ့စစ်ပွဲများနေမညာပိုင်းဆိုင်ရာစစ်ပွဲများကုံတော်ရေးဆိုင်ရာစစ်ပွဲများနဲ့အခြားသော ကန္နာရက်ပေါင်းများစွာမှာ ပါဝင်တဲ့စစ်ပွဲအသွင်မျိုးစုံ ပေါ်ထွန်းလျက်ရှိပါတယ်တရုတ်နိုင်ငံရဲ့ကြေညာချက် ထွက်ပေါ်ပြီးမကြမီပါပဲအမေရိကန်ကာကွယ်ရေးဝန်ကြီးပိတ်ဟက်ဆက်ရဲ့ပြောကြားမှုများလည်းထပ်မံပေါ်ထွက်လာပါတယ်။အမေရိကန်ပြည်ထောင်စုအနေဖြင့်တရုတ်နိုင်ငံနဲ့တိုက်ပွဲဝင်ရန်အစဉ်သင့်ပြင်ဆင်ထားကြောင်းထုတ်ဖော်ပြောကြားလာပြန်ပါတယ်။တရုတ်နိုင်ငံကအမေရိကန်စစ်တပ်ထဲသို့ထိုးပေါက်ဝင်ရောက်၍အမေရိကန်စစ်တပ်ရဲ့အရေးကြီးအချက်လက်များလျှို့ဝှက်အချက်လက်များကို မေရိကန်စစ်သည်များအုံပြု၍ရယူခဲ့ခြင်းဝယ်ယူခဲ့ခြင်းအပေါ်လဲအမေရိကန်ပြည်တော်စုကာကွယ်ရေးဝန်ကြီးဌာနမှမကြေမနက်ဖြစ်လျက်ရှိပါတယ်။တရုတ်အမေရိကန်စစ်ပွဲဖြစ်ပွားလျင်မြေသူမြအကျိုးရှိမည်မဟုတ်ပါ။တရုတ်နိုင်ငံအနေဖြင့်တောင်တရုတ်ပင်လယ်တွင်းမှရှိတဲ့အပြည်ပြည်ဆိုင်ရာကုန်စည်ကူးတန်းရောင်းဝယ်မှုလမ်းကြောင်းအားအနောက်ချက်ဟန်တာမပြုလုပ်ရန်လည်းလိုအပ်လာပါပေတယ်။ အာရှပစိဖိတ်ဒေသတည်ငြိမ်အေဂျင်စီအတွေ့အင်အားကြီးနိုင်ငံများတရုတ်အမေရိကန်နှစ်နိုင်ငံဆက်သွယ်ဆွေးနွေးညှိနှိုင်းခြင်းဒေသတွင်နိုင်ငံများရဲ့ပူးပေါင်းပါဝင်ခြင်းများဖြင့်ဖြည့်ရှင်းဆောင်ရွက်သင့်ပါကြောင်းတင်ဆက်အပ်ပါသည်